ဒီနေ့ပြောပြခြင်းတဲ့အကြောင်းလေးကဒီနေ့ကကျွန်တော်ကြည့်ရတဲ့ဒီ YouTube documentary video လေးတခုပေါ့ဗျာအဲ့ဒီမှာကျွန်တော်ကြိုက်တဲ့ဆာရေးဆရာ Michael Lewis ရဲ့သူတို့သူတို့အခုထုတ်တဲ့စာအုပ်နဲ့ပတ်သက်ပြီး why me ကြစာအုပ်နာမည်ကပါလဲဆိုတော့ who is government အဲ့မနက်တည်းကကျွန်တော်ပြောတာ who is government ဆိုအစိုးရဘယ်သူလဲလို့မေးတာပေါ့နော် ိုကျွန်တော်အများကြီးပြောပါအောင်အိဆာကထွက်တာတနေရာမှာလွန်ခဲ့တဲ့တစ်ပတ်နှစ်ပတ်ကမှထွက်တယ်ဒါပေမဲ့ तू အဲ့ဒီမှာပြောတဲ့အဖြစ်အပျက်ကလေးနှစ်ခုကိုပြန်ပြောချင်တော့ပါအစိုးရဆိုတာပါလဲဆိုတာ so american နိုင်ငံမှာလူတိုင်းသိကြတဲ့အတိုင်း Donald Trump တက်လာပြီးတော့အာအစိုးရမှုတန်းနေရာအသုံးမချဘူးဒီကောင်တွေအချိန်ဖြုံးနေတာပြင်းနေဘာမှမလုပ်ဘူးဒါရုံးဒီကောင်တွေကိုဖြုတ်ရမယ်ဆိုပြီးတော့ Elon Musk ကနေပြီးတော့ Dodge ဆိုပြီးတော့ခေါ်ပြီးတော့ရှိသမျှ Federal employee တွေကိုအလုပ်ပြုတ် ဆိုဖြုတ်ဖြုတ်တဲ့အခါကျတော့အဲ့မှာဖြုတ်ခံရတဲ့လူတွေရှိတာပေါ့နော်ဒီအခုသူရေးတဲ့စာအုပ်ကလွန်ခဲ့တဲ့အချိန်တော်တော့ကြာပြီသူကအစိုးရမှူးတန်းနေဘာလုပ်လဲဆိုတဲ့ဥစ္စာကိုသိချင်တော့သူ ਨੇ သိတဲ့စာရေးဆရာ၄-၅ယောက်ကိုခေါ်ပြီးကြေသွားမင်းတို့အဲ့စာရေးဆရာကြီးအဲ့လိုသမားတွေကိုမေးသူတို့ဘာလုပ်လဲတရက်တရက်သူတို့စီရနေပြီးတော့လူကျင်နာလေးတွေကိုမေးပြီးတော့ဟိုစာအုပ်ရေးရအောင်ဆိုပြီးတော့သူပြောအဲ့ဒီမှာမိုက်ကယ်လူးဝစ်ကသူ ਨੇ စကားပြောခဲ့တဲ့လူတယောက်အကြောင်းကိုပြောတယ် အဲ့ဒီလူရဲ့အိမ်ကိုသူသွားတယ်သူ၃နေရက်လောက်အဲ့ဒီလူနဲ့ထိုင်ပြီးတော့သူစကားပြောတယ်နေ့တိုင်းစကားပြောတယ်မင်းဘာလုပ်လဲဘာညာမေးဆိုတော့အဲ့ဒီလူကသူရဲ့ Federal Government အလုပ်ကဘာလဲဆိုတော့ပင်လေထဲမှာပစ္စည်းတစ်ခု မျောသွားတယ်အဲ့ဒီမျောသွားတဲ့ပုံစံတစ်ခုနဲ့တစ်ခုမတူဘူးမတူတဲ့ဥစ္စာကိုသူကအဲ့ဒါသူတည်တနာလောက်ပါသူလောက်ချိနိုင်တော့ဒီကအလုပ်မရှိကြောင်းရေးချိုးနေတာပေါ့နော်ဒါပေမဲ့အေးချိတယ် ဆိုတော့ तू အဲ့ဒါနဲ့ပင်လယ်တွေကိုပစ္စည်းတွေပြည့်ဒါမှမဟုတ်ရင်ဒီသူရဲ့ဒီစမ်းနေနေရာတွေကိုပစ္စည်းတွေပြည့်ပြည့်ပြီးတော့ तू ကဘလို့မျောလဲကြည့်တွေ့အကုန်လုံးလှုပ်လှုပ်ပြီးတော့ तू အဲ့ဒါပထမဆုံးပြောပြတယ်ဖြစ်တဲ့လေကလှုပ်ဖြုတ်ခါတဲ့တယောက်ရဲ့ဖြစ်ပြောနော်ဆိုအဲဒီဆရာအဲ့လူရဲ့အိမ်သားမှာတွားပြီးတော့ခံစားတယ် ဲ့ဆိုခုတည်းလေးတော့ကားတယ်ပေါ့နော်300လောက်အဲ့လိုနဲ့ထိုင်ပြီးစကားထိုင်ပြောပြီးတော့မြင်ငါပါပြောချင်တယ်ဆိုဘောလုံးသူလားထောက်ဟိုပုဂ္ဂိုလ်ကတော့ဘာလို့ဖြစ်လဲဆိုတော့ तू ကတော့ तू လုပ်တဲ့အလုပ်ကိုစိတ်ဝင်စားလို့ဒီလူကလာမေးတယ်ဆိုပြီးတော့ तू ကတော့စိတ်ဝင်တစား तू ချိန်ပေးပြီးလာနားထောင်လို့300တိတိ तू ကရှင်းပြခုနကဟိုပထမပိုင်းပြောခဲ့တဲ့ဥစ္စာ ဘာလဲဟိုရေတွေကိုပစ္စည်းပြီးပြချပြီးတော့မြောသွားတာလိုက်တိုင်းကြီးကြည့်ရဲဆိုတော့ဘာဘာအရေးကြီးလို့လဲပေါ့နော်ဘာလို့အရေးကြီးတယ်ဆိုတော့အဲ့ဒီအလုပ်ကဒီလူတွေကတင်းမို့ဘွားပြုတ်ကြကြတယ်ရေဥနေနဲ့ပါသွားကြတယ်အခါတကြိမ်တင်းမို့တွေတိုက်တာလို့ပြုတ်ကြတာလို့လူတွေပြောက်လို့ရှိရင်ရှားတဲ့အခါမှာပင်လယ်ထဲမှာ12နှစ်ကြာကျော်သွားလို့ရှိရင်သူကအသက်မရှိဘူးများတယ်12နှစ်အောက်မှာတွေ့လို့ရှိရင်အသက်ကျနေတယ် ဲ့တော့သူ့ရဲ့ဒီအခုလုပ်တဲ့ model research က7နှစ်အရွယ်မှာဒီလူကိုရှာတွေ့နိုင်ဖို့အတွက်ဆိုပြီးဟောလောက်ထားဆိုတော့သူကအဲ့ဒါကိုဟောပေါ့နော်သူတည်တနာလုပ်တယ်လုပ်ပြီးသူအားလုံးပြီးသွားပြီးတော့သူအဲ့ဒီဥစ္စာကို software ထုတ်ပြီးသူပေးလိုက်တဲ့ချိန်ပေးပြီးနောက်တည့်ရမှာသူကလုံးဖြုတ်တာတိဆိုဒါမဲ့သူကလည်းသူ့ဘာသူအခြားလှုပ်ရှားအောင်ပေါ့နော်သူကမြင်ရရှင်မဲ့ဆိုတော့ဒါမဲ့သူသူလုပ်တဲ့အလုပ် သူစမ်းနေတော့မှာပဲမိုင်ယာမီရဲ့ဒီရန်ကြီးမှာရန်ကြီးအလွန်မှာအဲ့လိုပဲ cruise ship တစ်ခုနဲ့သူတယောက်ကပြုတ်ကြတာအဲ့ဒီလူကိုသူတုံးထားတဲ့သူစောက်ထားတဲ့စမ်းနေတဲ့ software တွေတုံးပြီးတော့ရှာလိုက်တာ6နိုင်အတွင်းမှာပြန်တွေ့ပြီအဲ့ဒီကအသက်ရှင်သွားတယ်ဒါအဲ့ software ရဲ့ခေါင်းချုပ်ပေါ့နော်ဆိုအဲ့လာသူလို့အဲ့နောက်မှာရည်စရာတစ်ခုကဘလို့ဖြစ်လဲဆိုတော့အဲ့ဒီလူကစာရေးဆရာဆိုဘာလို့လဲမသိဘူးလာတယ်နင်းသိကျင်တယ်ဆိုပြီးတော့နေ အဲ့ဒါသူကအားလုံးပြီးသွားတော့သူကဆာရေးဆရာမေးဆရာရှာလေးမေးပြီးအကုန်လုံးလုတ်ပြီးတော့သူကအဲ့ဒါအိမ်ပြန်မယ်လို့ဖြစ်တဲ့အချိန်မှာသူလေစိတ်ရောက်တဲ့အချိန်မှာအဲ့ဒီသူကဖုံးဆက်မင်းဟာတဲ့နာမည်ကြီးဆာရေးဆရာဆိုဟုတ်လားတဲ့ဆိုတော့ဟိုကဟန်နဲ့ငါ့ကိုဆာရေးဆရာမတူမသိဘူးနော်ဟောဟုတ်ပါတယ်ပေါ့မင်းကငါဒီဒီ၃ရက်စလုံးမင်းကိုပြောတဲ့ဥစ္စာတွေမင်းကပြန်ရေးမလာလို့မင်းဟာငါရေးမလို့မင်းကိုလာမေးတာပေါ့မရေးဘဲနဲ့ငါမင်းကိုအပြော်ပဲလာမေးပါ့မယ်ဟုတ်ပြီမင်း ဒီဝတ္ထုတွေရတယ်ရုပ်ရှင်တွေဘာတွေရိုက်တယ်ဆိုတော့အဲ့ဒါဟုတ်လားဟုတ်တယ်လေတဲ့ဆိုတော့မှဩတဲ့ငါမသိဘူးတဲ့ငါကလေးတွေကပြောလို့တဲ့အဲ့ဒါဘယ်မသိဘူးလားပေါ့ဒီလူကအရန်နာမည်ကြီးတဲ့စာရေးစရာပေါ့အဲ့ Wall Street တွေဘာတွေအကြောင်းလဲရေးတယ်ဆိုပြီးပြောပြောအဲ့ဒါနဲ့ဟိုဘလောက်သိဝင်စားကြလဲဆိုတာသူရအမှုရနေတာသူတို့လို့သူတို့လို့လုပ်တယ်ဆိုတာပြကြတာအဲ့ဒါနဲ့ခုနကအဲ့ဒီအကြောင်းပြောပြဒါဒီကနာလုပ်တဲ့သူ လူတွေရဲ့အသက်ကိုကယ်ဖို့လုပ်တဲ့သူဒါအစိုးရရဲ့ပိုက်ဆံတွေကိုတုံးပြီးဘာတွေလုပ်နေကြတယ်လို့မျိုးတော့ဒါပထမဥစ္စာဥပမာတစ်ခုနော်နောက်ဥပမာတစ်ခုကြတော့တင်းကြိုင်းဆောင်တယ်ဒီတင်းကြိုင်းဆောင်တဲ့သူကသူကသူ့လောက်ကဘာလဲဆိုတော့ကြာသွားတဲ့ American စစ်သားတွေကိုသူကမြုပ်ပေးရတယ်မြုပ်ပေးပြီးတော့သူကဒီဒီရဲ့ဒီ ဂူတွေမြုပ်တဲ့နေရာတွေကိုလာတဲ့လူတွေဟိုလာကြည့်လို့ရှိရင်အများအားန်တန့်ပြန်နေအောင်သူကလုပ်ပေးရတော့သူနဲ့သူ့အဖွဲ့အစည်းကမလုပ်လဲဆိုတော့အဲ့ဒီမှာသူတို့ယာနဲ့ထောင်နဲ့ချီပြီးရှိနေတဲ့ဒင်းကြိုင်မှာရှိတဲ့ပလိတ်လေးပေါ့ဗျာဟိုဒီကောင်လည်းဒင်းကြိုင်ရတီပြပြီးထိုးထားတဲ့ဒီလိုလေဟိုသူကမနေ့တိုင်းတန့်ရှင်းပြီးအကုန်လုံးဘေးနားမှာရှိရလို့ပြေးထားတယ်အဲ့တော့ ခုကူလာပြီးတော့ကြီးတယ်သူအဲ့ plate ကကြီးတယ်သူကဒါကြီးလို့ရှိရင်နေဟိုဖန်ပြန်နေတာထိုးရအောင်သူတို့လက်အသူ့လက်ကြီးလိုက်ရင်တော့ဘာမှအရင်ကြီးသင်းချင်းဆောင်တယ်ဘွာဒီကောင်ဘာလို့လို့လဲဒီကောင်မျက်ခုတ်တယ်ဘာလို့လဲတော့မဟုတ်ဘူးခုတွေကိုလာကြီးတယ်သူသူတို့တွေကိုတတိတရလာလို့ရှိရင်ကြီးတဲ့အချိန်မှာဒီပြားလေးဒီပုံမှာရှင်နေတက်မနေဘူးပင်နေအောင်မနေဘူးငှက်ချီးတွေရှိမနေဘူးအမြဲတမ်းပြောင်းလဲပြီးတော့ဖန်ပြန်နေအောင်သူတို့လုပ် အဲ့ဒီလူတွေကနောက်ကြတော့သတိရနဲ့မြေရန်ကျေစုတယ်။အော်ငါတို့သွားလိုက်တိုင်းငါတို့ရဲ့လာသားကူငါတို့ရဲ့အဖေကူငါတို့ရဲ့အမရဲ့နေရာတွေအမြဲတမ်းတန်းနေပါလား။အော်ဒီကောင်တွေထုတ်တာ။ဒီလူတွေလည်းဆိုရမှုတယ်စေတနာနဲ့အလုပ်လုပ်တာသူတို့အလုံးမျိုးဘယ်သူမှပြင်ပမှန်စေတနာနဲ့လုပ်ကြမှာမဟုတ်ဆိုအဲ့ဒီအဖြစ်အပျက်လေးနှစ်ခုကို Michael Lewis ကအိနေရစာအုပ်မှာပြောတာစာအုပ်နာမည်ကတော့ Who is Kevin Man ဘာသူပြောလို့ရှိရင်အစိုးရဘသူလေတဲ့အစိုးရဆိုတာလူတွေနဲ့စောက်ထားတဲ့ခုနကလိုလူတွေရဲ့အသက်ကိုကယ်ဖို့အတွက်ပြည်သူတွေပေးတဲ့အခွင့်အရေးနဲ့စောက်ထားတယ်လုလုကတာလုတာသူကပြောပြတော့ပါရှားဖြစ်ပြပြီးလေကျွန်တော်ဖတ်ပြီးထပ်ပြီး share လုပ်ပါမယ်ဒါမဲ့ဒီနှစ်ခုကတနေ့ကကြည့်ရင်လည်းအိစာအုပ်ရဲ့ review ကိုကြည့်နေတွေ့လို့ပါ 阿堂比阿比基督的。